အလုံးမင်္ဂလာပါရှင်။ MBA သတင်းဌာနရဲ့ဒီကနေ့အောက်တိုဘာလ17ရက်နေ့လည်ကင်းတီရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်မခရစ်စတယ်ကတင်ဆက်ပေးပါရမရှင်။ အထူးခြားဆုံးနဲ့လည်းကင်းတဲ့နေတဲ့စစ်တပ်ထိုးစစ်ကိုနေမနာများမအိတ်ခုခံနေရတဲ့ဖရူဆိုကကာကွယ်ရဲဘော်တွေရဲ့တရင်လူ20ကျော်တေဆုံးခဲ့တဲ့ခြုံဘုံစဲမှုကိုရှုတ်ချလိုက်တဲ့ပီတိန်အော်စီနဲ့စစ်ဆိုတဲ့တရင်အန်ယူချီနဲ့အီယာအိုရီကိုတရားဝင်ဆက်ဆံမှုမလေးရှားလွတ်တော်အမတ်တွေတိုက်တွန်းတဲ့တရင်ဗမော်မှာအောင်ပွဲပြန်ခံနေတဲ့ KIA PDF တွေစစ်စကန်9ခုထည့်ရတဲ့တင် စက်တင်ဘာလအတွင်းလေကြောင်းကနေ P2 185ဦးကိုတက်ခဲ့ပြန်တဲ့စစ်တပ်ဆိုတဲ့တင်တရုတ်ရဲ့ထိုင်ဝမ်ကျွန်းတင်ပိုက်ဖို့စင်ရသုံးတာကိုဆွန့်လွတ်ဖို့ထိုင်ဝမ်သမရတောင်းဆိုတဲ့သတင်းအဲ့ဒီလိုနှစ်လေခင်အထီးထူးခြားဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ ဒီကနေ့နေ့လယ်ခင်းမှာပထမအောင်ဆုံးတင်ဆက်ပေးမှာကတော့စစ်တပ်ဒုစိတ်ကိုနေမနာညမအိတ်ခုခံနေရတဲ့ဖရူဆိုကကကွယ်ရဲဘော်တွေအကြောင်းဖြစ်ပါတယ်။ဒီမော့ဆိုကိုရပြီးနောက်ဖရူဆိုကပါဆက်လက်ဒုစိတ်ဆင်နေတဲ့စစ်ကော်မရှင်တပ်ကိုကင်းနီအမျိုးသားကကွယ်တပ်တွေနေမနာညမအိတ်ခုခံနေရလို့တတင်းရရှိပါတယ်။ကင်းနီပြည်နယ်ဒီမော့ဆိုမြို့ကိုပြီးခဲ့တဲ့ဩဂုတ်လ15ရက်နေ့ကရန်တိုင်းမင်းလို့နာမည်ပေးထားတဲ့စစ်စင်ရေးကတစင်ပြန်ရပြီးတော့စစ်ကော်မရှင်ဘက်ကကြေညာထားတာပါ ါအခုတော့တက်ဆက်သေးရှိနေတဲ့ဖရူဆိုမြို့ကိုပါစစ်ကောင်ရှင်တက်ကအင်အားအများပြားနဲ့လက်နက်ကြီးတေချောင်းပစ်ကိုယူပြီးအပြင်းထန်ထိုးစစ်ဆင်လာနေရလို့ကင်းနေမျိုးသားကကွင်တက် KNDF တရင်ဆောင်ကားကအောက်တိုဘာ10ရက်နေ့ကသတင်းထုတ်ပြန်ပါတယ်။ဒါဘောလခဲမြို့နယ်မှာရေကောက်ပွဲလုံနိုင်မှုဖလူဆိုကတစင်ဘောလခဲမြို့ကိုစစ်ကြောင်းထိုးနိုင်မှုစူးစမ်းနေတာဖြစ်တယ်လို့သိရပါတယ်။ဒီမော့ဆိုဖလူဆိုလမ်းမကြီးတခြားစစ်ကောင်ရှင်တက်နဲ့တော်လိုင်းတက်တွေကြာ ထိတဲ့တိုက်ပွဲတွေနေတိုင်းလိုရှိနေသလိုဒီမော့ဆုံမျိုးနဲ့တောင်ငန်ခါရက်ကွက်နဲ့တနန်းဥကွန်ဈေးရွာတွေမှာလည်းစစ်တပ်ကဆက်လက်စစ်ကြောင်းထိုးနေလို့တိုက်ပွဲတွေနေတိုင်းဖြစ်နေရလို့သိရပါဗျ။အဲ့ဒီဒေတာမှာစစ်တပ်က ဒရုန်းလက်နက်ကြီးတွေနဲ့အဓိကဓာတ်တိုက်ခိုက်နေရလို့လဲ KNDF ကအသိပေးလာပါတယ်။ပြီးခဲ့တဲ့တပတ်အတွင်းဒီမော့ဆိုနဲ့ဖလူဆိုလမ်းမာကြီးဘော်ကတိုက်ပွဲမှာစစ်ကောင်ရှင်ရှင်နှင်းရဲ့စစ်ကားတစ်စီးဖျက်ဆီးနိုင်ခဲ့ပြီးအရာရှိလို့ယူဆရသူတချို့လဲတေဆုံးခဲ့တယ်လို့ KNDF ရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်။ ဒါပြင်ဖရူဆိုအခြေဆိုင်စစ်ကောင်စီတပ်တွေထဲမှာစစ်ကားတွေဖြန့်ခွဲစုဖွဲ့ထားပြီးအမှတ်ဆက်လေးတမ်းမြင့်စီရီလစ်ချင်ရီတင်တန်းကြောင်းနာကစေးရွာတွေဘတ်ထွက်ပြီးဘောလက်ခဲမြို့စီဥတီတဲ့စစ်တောင်းတချို့လည်းလှုပ်ရှားနေရကြောင်းထိတွေ့မှုရှိရလို့သိရပါတယ်။ကရင်နေနဲ့ရှမ်းတောင်နဲ့ဆက်ဟဲခုံမြို့နယ်နဲ့မိုးပြဲမြို့ဘက်မှာလည်းစစ်တပ်နဲ့ပဟုပိတုစစ်တို့ပူးပေါင်းပြီးစစ်ရေးလှုပ်ရှားတာတွေလည်းရှိနေပါတယ်။ ဒုတိယအနေနဲ့လူ20ကျော်တေဆုံးတဲ့ခြောက်ဝုံပုံးကျဲမှုကိုဗီတိန်အော်စီနဲ့ဆစ်စတိုရှုတ်ချလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြမအပီသူတွေအပေါ်အစမ်းဖတ်မှုတွေဆက်လက်ကျူးလွန်နေတဲ့အာနာသိန်းစစ်တပ်ရဲ့လုပ်ရက်ကိုဗီတိန်အစိုးရအနေနဲ့ရှုတ်ချတယ်လို့ရန်ကုန်တယုံကမနေ့ကထုတ်ပြန်ပါတယ်။တပန်အာနာတိုင်းစစ်တပ်ရဲ့ခြောက်ုံမျိုးဘုံတိုရလေးချောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ဩစတြေးလျနဲ့ဆစ်ဇလန်တပ်ရုံးတို့ကလည်းရှုတ်ချကြောင်းအောက်တိုဘာ10ရက်ကထုတ်ပြန်ခဲ့ပါတယ်။ 像我冇必定第用这个 အန်ဒရူးဂျက်ဆန်ကတော့ကလေးငယ်တွေအပါအဝင်အယက်သားပြည်သူတွေတည်ဆုံခဲ့ရတဲ့အာနာသိန်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွက်လက်ခံနိုင်ပွဲအကြောင်းပြချက် လုံးဝမရှိဘူးလို့ထုတ်ပေါ်ပြောဆိုလိုက်ပါတယ်။စကိုင်းတိုင်းချောင်းမြို့နယ်မှာဗုဒ္ဓဘာသာဝင်တို့အထွတ်မြတ်ထားရာသတင်းချုပ်စီမီတွန်ပွဲပြုလုပ်နေခြင်းအတွင်းကလေးငယ်တွေအပါအဝင်အယက်သားပြည်သူတွေတည်ဆုံခဲ့ရတဲ့လေကြောင်းတိုက်ခိုက်မှုသတင်းတွေကြားသိရတာအင်တာမတုံလုံးဖွဲ့ကောင်းတယ်လို့လည်းပြည်ထောင်တန်ယုံအကြီးအကဲကပြောပါတယ်။ ဒါပြင်မြမစစ်တပ်အပါဝင်သက်ဆိုင်ရာအဖွဲ့အစည်းအလုံးအနေနဲ့အရက်သားပြည်သူတွေအထူးသဖြင့်ကလေးငယ်တွေကိုအကာအကွယ်ပေးဖို့ကိုလည်းဖိတိန်တန်ယုံကတိုက်တွန်းထားပါသေးတယ်။ဩစတြေးလျအစိုးရကတော့အကြမ်းဖက်မှုတွေကိုချက်ချင်းရပ်တန့်မှုလူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေအတားအဆီးမရှိဘေးကင်းလုံခြုံစွာပေးအပ်နိုင်စေဖို့မတရားထိန်းသိမ်းခံထားရတဲ့အကျဉ်းသားတွေကိုလွတ်ပေးဖို့နဲ့အလုံးပါဝင်တဲ့ဆွေးနွေးမှုတွေလှုပ်ဆောင်မှု တောင်းဆိုထားပါတယ်။တက္ကသိုလ်ဆစ်စလန်တန်ယုံကလည်း ရက်သားတွေကိုမခွဲခြားပဲတေချောင်းကနေတိုက်ခိုက်တာဟာအပိပိဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေကိုချိုးပေါက်တာဖြစ်တယ်လို့ပြောဆိုပါတယ် အော်တိုဘာလာ6ရံနဲ့တရင်ကျော်လာပြည်ည7နာရီလောက်မှာစကိုင်းတိုင်းဆောင်းဦးမြို့နယ်ပုံတို့ရွာမူလာရန်ကျောင်းမှာရွေးကောက်ပွဲဆန်ခြင်းစီမီတပိတ်ပြုလုပ်နေချိန်စစ်တပ်ရဲ့မုံရနမခခတက်လာတဲ့စက်တက်လေးကြီးနဲ့120မမဘုံဒီနှလုံးကျဲချတိုက်ခိုက်ခဲ့လို့ကလေးငယ်တွေအပါအဝင်အရသာပြည်သူ28ဦးသေဆုံးခဲ့ပြီး40ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ထပ်မံတင်ဆက်ပေးချင်တာကတော့အန်ယူစီနယ်ရာတွေကိုတရားဝင်ဆက်ဆံမှုမလေးရှားလွတ်တော်အမှန်တိုက်တွန်းလိုက်တဲ့အကြောင်းပါမလေးရှားအစိုးရအနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG အမျိုးသားညီညွတ်ရေးအတိုင်းပင်ခံကောင်စီ NUCC နဲ့တိုင်းဒေသတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်မှုကိုစစ်ကော်မရှင်ထံပုံမှုကောင်းမွန်တဲ့ဆက်ဆံမှုမပေးနိုင်ရင်တော့တူညီပွင့်လင်းပြီးတရားဝင်တဲ့ပုံစံနဲ့ဆောင်ရွက်တင်တယ်လို့တိုက်တွန်းပြောကြားလိုက်ပါတယ်။ လေးရှားနိုင်ငံသားရဲ့ဝင်စင်းမိုဟာမက်ဟာဆန်ရဲ့စစ်ကောင်းဆောင်မင်းအောင်လိုင်းရဲ့လာရောက်တွဲဆောင်ခဲ့တဲ့မြမကီးစင်အပြီးမလေးရှားလွတ်တော်အမတ်တို့ရဲ့ထုတ်ပြန်ချက်တဲ့အခုလိုတိုက်တွန်းပြောကြားလိုက်တာဖြစ်ပါတယ်။သူတို့ရဲ့တောင်းဆိုချက်တဲ့အထူးသဖြင့်စစ်ကော်မရှင်နဲ့ပူးပေါင်းဆောင်ရွက်တာစစ်ကော်မရှင်ရဲ့တရားဝင်မှုကိုအတိအမှန်ပြုတာမျိုးမလုပ်ဖို့လေမလေးရှားနိုင်ငံသားရဲ့ဝင်စင်းဌာနကတတိပေးထားပါသေးတယ်။ တပန်းအာဆီယံအနေနဲ့လည်းမြန်မာပြည်သူလူထုကိုမစွန့်လွတ်လိုက်ဘဲဒီမိုကရေစီအခြေခံမှုတွေကိုထိန်းသိမ်းပြီးစစ်ကောင်စီရဲ့အယောင်ပြရွေးကောက်ပွဲကို မလိုက်လျော့ဖို့မလေးရှားလွတ်တော်အမတ်တွေကတိုက်တွန်းတောင်းဆိုထားပါသေးတယ်။ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ပြည်တွင်းစစ်နဲ့သက်ဆိုင်တဲ့အဖွဲ့အစည်းအလုံးအတွက်ငြိမ်းချမ်းမီတရားမျှတတဲ့ဖြည့်ရှင်ချက်ကို ရှာဖွေရမှာအာဆီယံဥက္ကဋ္ဌရဲ့ကျိုးပန်းအားထုတ်မှုကိုလည်းမလေးရှားအမတ်တွေကချီးကျူးထားပါသေးတယ်။ပြည်ပခါအတွင်းပါဝင်နေတဲ့နှစ်ဖက်အဖွဲ့အစည်းအလုံးနဲ့တခြားစီဖြစ်စေကမူပူးပေါင်းဆောင်ရွက်ဖို့ချင်းကပ်မှုဟာဆန်းသစ်ပြီးအရေးကြီးရလို့လည်းပြောထားကြပါသေးတယ်။လက်ရှိမြန်မာနိုင်ငံမှာလက်နက်ကင်ပြိပခါတွင်ကျယ်ပြန့်တဲ့ဖိနှိပ်မှုတွေနဲ့ပုံပေါ်နှက်ဆိုင်လာတဲ့လူသ ားချင်းစာနာထောက်ထားမှုဆိုင်ရာအကြက်တဲတွေကြားရေကောက်ပွဲကျင်းပဖို့စစ်ကောင်ရှင်အစီအစဉ်တွေကိုမလေးရှားနဲ့အာဆီယံကထောက်ခံနေရလို့အတိတ်ပဲရတဲ့စစ်ကောင်ရှင်မြမလင်းသတင်းစာရဲ့ဖော်ပြချက်ကိုအလွန်စိတ်ပူပန်မိတယ်လို့လည်းတွတ်တော်အမတ်တွေကဆိုပါတယ်မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးမိုဟာမက်ဟာဆန်ရဲ့အောက်တိုဘာ10ရက်ခီးစဉ်အတွင်းအာနာသိန်းစစ်တပ်အနေနဲ့အာဆီယံရဲ့တူညီဆန္ဒ9ရက်ကိုအပြည့်အဝအကောင့်ထဲပို့ဖို့အလေးပေးဆွေးနွေးခဲ့တယ်လို့ပြောထားပါတယ် ဆက်လက်ပြီးပမောမအောင်ပွဲပြန်ခံနေတဲ့ KIN period တွေစစ်စကန်၅ခုထည့်ရတဲ့တရင်ကိုပြပြကြပါမယ်။ကချင်ပြည်နယ်ခရိုင်မြို့ပမောမှာကချင်လွတ်လပ်ရေးတပ်မတော် KIN နဲ့ PDF ပူပေါင်းချက်တွေကစစ်တပ်စကန်တွေကိုပြန်လည်တွန်းစစ်ဆင်တိုက်ခိုက်နေရမှာနှစ်ရက်တွင်9နေရာအထိတိမ့်ပိုက်ထားနိုင်ပြီလို့စစ်ရေးသတင်းရင်းမြစ်တွေစီကနေသိရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ9ရက်နေ့ကပမုံမြို့၃မိုင်ဘက်ကစစ်ကော်မရှင်ရဲ့တပ်စကန်နေရာ၃ခုကိုတိမ့်ပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ဒါပြင်အောက်တိုဘာ10ရက်မနေ့ကလည်းထပ်မံစုံစမ်းကြည့်ရမှာပမုံမြို့အထက်ကတင်နာကစစ်ကော်မရှင်တပ်စကန်နေရာ၂ခုကိုထပ်မံတိမ့်ပိုက်နိုင်ခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ ီလိုစကန်သိမ်းနိုင်မှုတွေနဲ့ပတ်သက်လို့ထပ်မံဒီပြုနိုင်ရေး KIA ပြောရေးဆိုခွင့်ရှိသူပုံမူးကြီးနော်ဘူးထံဆက်သွယ်မေးမြန်းထားပေမဲ့ပြန်လည်ဖြေကြားတာမျိုးတော့မရှိသေးပါဘူး ခရရင် PDF ဘူပေါင်းတန်ဟာအော်တိုဘာလာအတွင်ဘုံပေါ်မှာစစ်ကောင်စီနဲ့တိုက်ပွဲတွေပြင်းထန်နေပြီးစစ်မှုထမ်းနဲ့တပ်ဖွဲ့ဝင် တိုက်တွေ့တာ ရှိနေတဲ့စစ်ကောင်ရှင် တပ်ဘက်ကဘုံမိုးအဆင်အပါအဝင်အယောက်30ထပ်မင်းနဲ့တေဆုံးခဲ့တယ်လို့ဘုံမွားရှိနေတဲ့စစ်ရေးသတင်းရင်းမြစ်တွေရဲ့ပြောပြချက်အရသိရပါတယ်။ခရရင်သတင်းပြန်ကြားရေးဌာနကတော့စစ်တပ်ရဲ့လေကြောင်းဒရုန်းနဲ့လက်နက်ကြီးတွေကြောင့်မြုပ်ပြမလို့ဖြစ်နေတဲ့ဘမော်မှာတိုက်ပွဲတွေပြင်းထန်နေရဆိုပြီးသတင်းထုတ်ပြန်ထားပါတယ်။ 2024ဒီဇင်ဘာလကစတင်ခဲ့တဲ့ KIMPDF ရဲ့ပမော်မြို့တင်စစ်စင်ရေးဟာအလုံးစုံမပြီးမြောက်လိုက်ပဲပမော်ကအကြီးဆုံးတက်စကန်ဖြစ်တဲ့စကခ21ကိုတင်ပိုက်ဖို့ကြံရှိနေခဲ့ပြီးနောက်စစ်တပ်ဘက်ကလေကြောင်းလက်နက်ကြီးပီကိုတွေနဲ့အတူအင်အားပြန်စုပြီးထိုးစစ်ပြန်ဆင်နေရကြောင်း KIM တို့တင်ထားတဲ့ခလိုက်ရ136အပါဝင်တက်စကန်တချို့ပြန်လည်လက်လို့ခဲ့ရလို့သိရပါတယ် ဒါပေမဲ့တော်လိုင်းအင်အားစုတွေဘက်ကလည်းပြန်လည်ထိုးစစ်ဆင်မှုတွေရှိနေကြကြောင်းတိုက်ပွဲတွေ ပြင်းထန်ကအခုရပိုင်းတွင်စစ်ကောင်စီတပ်တွေရဲ့တာကင်စကန်တွေ ပြန်လည်လက်လွတ်အဆုံးရှုံးနေရတာဖြစ်ပါတယ်။ပြည်တွင်းနဲ့ကနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စက်တင်ဘာ1လအတွင်းလေကြောင်းကနေပြည်သူ185ဦးကိုတက်ခဲ့ပြန်တဲ့စစ်တပ်အကြောင်းမှာလေကြောင်းတိုက်ခိုက်မှုအရှိန်မြင့်နေတဲ့အာနာသိန်းစစ်တပ်ကစက်တင်ဘာ1လအတွင်းလေကြောင်းတိုက်ခိုက်မှု ခုနှစ်ကြိမ်ထိပြုလုပ်ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီရဲ့လူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။ ဒါကြောင့်ပြည်သူ185ဦးတည်ဆုံးပြီး288ဦးဒဏ်ရာရခဲ့တယ်လို့ NUG လူခွင့်ရဆိုင်ရာဝန်ကြီးဌာနရဲ့စီးရင်ပြုစုထားချက်အရသိရှိရပါတယ်။စက်တင်ဘာလအတွင်းလေးချောင်းတိုက်ခိုက်မှုကြောင့်တည်ဆုံးသူတွေထဲမှာအသက်16နှစ်အောက်ကလေးငယ်33ဦးအထိပါဝင်တယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီလိုပဲစေအုပ်စုဟာလူမှုကိုအစုအပြုံလိုက်တပ်ဖြတ်မှုတွေကိုစက်တင်ဘာလအထဲမှာလဲဆက်လက်ကျူးလွန်ခဲ့ရမှာလူစုအပြုံလိုက်တပ်ဖြတ်မှုစုစုပေါင်း12ကြိမ်အထိကျူးလွန်ခဲ့ပြီးတရား quand on a oublié son de l'usu အဲ့ဒီအထဲမှာတော့အသက်16နှစ်အောက်ကလေးငယ်29ယောက်အထိပါဝင်ကြောင်းဖော်ပြထားပါတယ်။အာနာသိန်းစစ်တပ်ဟာတရားဝင်ရွေးကောက်ပွဲကိုပြုလုပ်ဖို့ကြိုးပမ်းနေရတဲ့တပြိုင်တည်းဆရာဆွေးမှုတွေနဲ့အတူအခြားလူခွေကြိုးပမ်းမှုမျိုးစုံကိုလည်းပြုလုပ်နေခဲ့တယ်လို့ဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။အဲ့ဒီလေကြောင်းအကူနယ်ပဲတော်လိုင်းတက်တွေလက်တယ်ရောက်နေတဲ့သူတို့အဆုံးရှုံးနေမြေတွေကိုပြန်လည်ရရှိဖို့အသေးအံကြိုးပမ်းနေတာမှာအရက်ပတ်စစ်ပတ်မြွေတိုက်ခိုက်မှုတွေပြုလုပ်နေတာပါ။ အဲ့ဒီလိုလေချောင်းနဲ့တိုက်ခိုက်နေရမှာကချင်းရှမ်းမြောင်းနဲ့တိုင်းဒေသတွေမှာချက်ဖိုက်တာလို့လေရင်တွေကိုအသုံးပြုပြီးအညာဒေသမှာတော့အပေါ်စားလေရင်တွေစီရင်ဟိုင်ရင်ဆက်တက်လေတီးနဲ့ဂျိုင်ရိုကော်ပတာလို့ရှင်မျိုးတွေအသုံးပြုတိုက်ခိုက်နေရလို့စီရင်လေးလာစောင့်ကြည့်နေတဲ့အဖွဲ့တွေစီကသတင်းရရှိပါတယ်။နောက်ဆုံးပြပသတင်းအနေနဲ့တီးဝဲထိုင်ဝမ်ကျုံတိမ့်ပိုက်ဖို့စီရင်အားသုံးနာကိုဆွန်လုပ်ဖို့ထိုင်ဝမ်သမရတောင်းဆိုလိုက်တဲ့အကြောင်းတင်ဆက်ရင်ကျမရဲ့တင်ဆက်မှုတွေကိုအဆုံးသတ်လိုက်ချင်ပါတယ်။ ထိုင်ဝမ်ဟာတိုင်းဝဲချင်းချောင်းမှုတွေကိုကာကွယ်ဖို့နဲ့ကာကွယ်ရေးသုံးစိတ်တုံမြင့်မှုအတွက်တည်တုံးဖို့ခေါ်တဲ့အလွာပေါင်းစုံပါဝင်နဲ့ဒီချောင်းကာကွယ်စနစ်အစ်တီကိုတိဆောက်သွားမယ်လို့သမရလိုင်းချင်းထဲကထုတ်ပြောလာပါတယ်။တဆက်တည်းမှာပဲတရုတ်အနေနဲ့ထိုင်ဝမ်ကျွန်းကိုတင်ပိုက်ဖို့စစ်အင်အားသုံးနာကိုဆွန့်လုပ်ဖို့လဲထိုင်ဝမ်သမရကတောင်းဆိုလိုက်ပါတယ်။ ကာကွယ်ရေးအသုံးစေတုံ့ပြန်ရခြင်းမှာရည်ရချက်ရှိပါတယ်။တာဟာရန်သူရဲ့ချင်းချောင်းမှုတွေကိုတံပြန်မှုအတွက်ရှင်းလင်းတဲ့လိုအပ်ချက်ဖြစ်ပြီးကျွန်တော်တို့ရဲ့ကာကွယ်ရေးလုပ်ငန်းတွေကိုတိုးတက်စေမယ့်မောင်းနှင်အားလည်းဖြစ်ပါတယ်လို့အော်တိုဘာ၁၀ရက်ထိုင်ဝမ်အမျိုးသားနေ့မိကွန်အတွင်းသမရလိုင်းချင်းတွေကထည့်သွင်းပြောကြားခဲ့တာပါ။ တည်တုံးစနစ်ဖော်ဆောင်နေတဲ့ထိုင်ဝမ်ရဲ့လက်ရှိလေကြောင်းကာကွယ်ရေးစနစ်မှာအဓိကအနေနဲ့ American လုံး Patriot ဒုံးကျည်တွေနဲ့ထိုင်ဝမ်ထုံး Skyfall ဒုံးကျည်တွေကိုအခြေခံထားပါတယ်။ထိုင်ဝမ်ဟာပြီးခဲ့တဲ့လကတိုင်ပေရှိအဓိကလက်နက်ပြပွဲမှာသူတို့ရဲ့နောက်ဆုံးပေါ်လေကြောင်းကာကွယ်ရေးဒုံးကျည် ချိန်ကောင်ကိုမိတ်ဆက်ထားပြီးအဲ့ဒီဒုံးကြီးဟာအလဲလက်အစင်ပဲ့ထိန်ဒုံးကြီးတွေကိုကြားပြက်ဖြက်စီးဖို့နဲ့ပက်ထရောတက်ပုံမမြင့်ပါတဲ့လေးပိုင်နဲ့အထိရောက်ရှိဖို့ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။ထိုင်ဝမ်သမရလိုင်းချင်းထဲရဲ့မိခိုးနဲ့ပတ်သက်ပြီးတရုတ်နိုင်ငံသား၏ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကွမ်ဂျာကွန်းကတော့စစ်ရင်အားနဲ့လွတ်လပ်ရေးရှာဖွေတာထိုင်ဝမ်ကိုပြိပခါတဲ့ဆွဲတင်ရာရောက်လိမ့်မယ်လို့တောက်ပြန်ပြောကြားပါတယ်။ ထိုင်ဝမ်ဟာကာကွယ်ရေးတုံးစဲကိုတုံ့ပြန်ပြီးသူတို့ရဲ့လက်နက်ကိုင်တပ်ဖွဲ့တွေကိုခင်းပင်အားဆိုင်ရွက်နေပေမဲ့သူတို့ထံများစွာပုံမောကြီးမာတဲ့စစ်တပ်ရှိတဲ့အပြင်ရေဒါရှောင်တိုက်လျင်တွင်လီယန်တင်သမော့တွေနဲ့ကြီးမာတဲ့ဒုံးစီတွေလိုအစင်းမြင့်လက်နက်အစ်စ်တွေကိုပါထပ်မံပစ်သိမ်းနေတဲ့တရုတ်အစိုးရကိုရင်ဆိုင်နေရတာဖြစ်ပါတယ်။ MP ရဲ့နိလေကင်တီရရှိထားတဲ့ထူးခြားသတင်းတွေကိုတင်ဆက်ပေးကြတာပါ MP ရဲ့တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအားလုံးနဲ့တကွာဝေရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်မြန်မာပြည်သူပြည်သားပေါင်းကိုစိတ်နှပြချမ်းသာချမ်းသာပြီးဘဝအမော်တွေကြပါစေရှင်